အားလုံးပဲမင်္ဂလာပါခင်ဗျဒီဗီဒီယိုလေးကတော့1389နှစ်အသစ်အတွက်ကိုနေ့နယ်လိုက်ဆောင်ရန်ဆောင်ရန်တစ်နှစ်တာဟောကိန်းပဲဖြစ်ပါတယ်ခင်ဗျာ1389ခုနှစ်ကတနင်္ဂနွေသားမီးတွေဘင်္ဂါနှစ်ကြီးအဲ့တော့ဘင်္ဂါနှစ်ဆိုတော့ညံ့တယ်ဘာရင်းညံ့လဲဘယ်လိုရှောင်းမလဲအဲ့တော့1389ခုမှာတနင်္ဂနွေသားသမီးတွေအခက်ခဲတွေရှိရင်ယာယီလို့သတ်မှတ်တတ်ဖို့ရည်ကြီးတယ်အာဒီခက်ခဲကငါ့အတွက်အပိခတ်သွားတာမဟုတ်ဘူးယာယီခက်ခဲပဲနောက်တစ်ချက်က ို့မှာရှိနေတဲ့အားနည်းချက်တွေပါလဲဒါကိုကျွန်တော်တို့အဖြေရှာဖို့ရည်ကြည့်တယ်ကို့ကိုအကျိုးပေးခဲ့အကျိုးလဲပေးခဲ့ဘူးတယ်လက်ရှိတဲ့အကျိုးပေးနေတယ်ဆိုတော့အလုပ်တွေနေရာဒေသတွေအတက်ပညာတွေကိုအပြုဖို့ရည်ကြည့်တယ်နှစ်တစ်နှစ်ဖြစ်တယ်အဲ့တော့1389မှာတနင်္ဂနွေသားသမီးတွေကယာယီအညံ့တွေကိုအဓိကသတိထားဖို့ထပ်ပြောခြင်းတယ်ဘလိုယာယီညံ့မျိုးတွေလဲကျမ်းမာရေးနဲ့ပတ်သက်တဲ့ယာယီညံ့အလုံးနဲ့ပတ်သက်တဲ့ယာယီညံ့ကိုယ်ကဥဆောင်ဦးစီးလောရမဲ့ကိစ္စတွေမှာယာယီညံ့ဒီအချက်တွေကျွန်တော်တို့အဓိကသတိထားရမယ်ဗျနောက်တစ်ချက်ကကိုယ့်ရဲ့အားနည်းချက်တွေကို အဖြေရှာပြီးတော့ပြုတ်ပြင်ပြောင်းလဲဖို့လိုအပ်တယ်။အဲ့တော့အိုးအိမ်နဲ့ပတ်သက်တဲ့အားနည်းချက်တွေနောက်တစ်ချက်ကအလောက်ကိုင်းနဲ့ပတ်သက်တဲ့အားနည်းချက်တွေကိုကိုယ်တိုင်ဥဆောင်ဦးစီးပြီးလုပ်တဲ့အရာတွေရဲ့အားနည်းချက်တွေဒီအားနည်းချက်တွေကိုကျွန်တော်တို့ကအဓိကထားပြီးပြုတ်ပြင်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အလုံးနဲ့ပတ်သက်ရင်ငွေကြေးလိုအပ်တာတွေများနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကိုချက်ချင်းလန်ငင်းကြီးကောင်းကျစ်စိတ်1980ကုန်မထားပါနဲ့။ ွေချင်းနဲ့ပတ်သက်ရင်လည်းပုံမှန်ကောင်းပြီးပုံမှန်ရနေတဲ့ဝင်ငွေလမ်းကြောင်းအပြုပါတပွဲကောင်းတရှိကောင်းတစ်ချက်ကောင်းနှီးတွေကိုရေရှည်အားမပြုပါနဲ့ငွေချင်းနဲ့ပတ်သက်လို့နာမည်ပြက်ရှိတဲ့လူတွေနဲ့လုံးဝအလုပ်တွဲမလုပ်တဲ့နဲ့နှစ်တစ်နှစ်ဖြစ်တယ်အိမ်တော်ကြီးကိစ္စတွေမှာကိုယ်ကပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်တော်ဘက်ကပဲဖြစ်ဖြစ်အိမ်တိုင်းမှာဥဆောင်သူဖြစ်နေတဲ့ဆိုရင်အဲဥဆောင်နေတဲ့လူကိုစန့်ကျင်ဘက်လောက်တာမျိုးဥဆောင်မှုတွေနဲ့စူးစမ်းနေရတဲ့လူတယောက်ကအခက်ခဲတို့နားလည်မှုမပေးနိုင်တာမျိုးလုံးဝမလုပ်ပါနဲ့ ိမ်တော်ကြီးကိစ္စတွေမှာနိုင်လို့မင်းထက်ပြူချင်းကတတော်ကြီးကိုအခက်ခဲပြဿနာတွေဖြစ်စေနိုင်တဲ့နှစ်တနည်းဖြစ်ပါတယ်။တနည်းကလေးသားသမီးတွေဒီ1389မှာစိတ်ပင်ပန်းလာပြီဆိုဗတိစိတ်တာပဲဖြစ်ဖြစ်တစ်ပင်ပန်းမှန်နေစိုက်ပျိုးတာပဲဖြစ်ဖြစ်ဒီနည်းနှစ်နည်းကကိုယ့်ရဲ့စိတ်ပင်ပန်းမှုတွေကိုအတိအကဖြေလျှော့ပေးမဲ့နည်းတွေဖြစ်နေတယ်။လူများရဲ့လေးစားမှုတွေဦးစားပေးမှုတွေချစ်ခင်မှုတွေကိုလိုချင်တဲ့လူမျိုးရေးကိစ္စတွေမှာအောင်မြင်ခြင်းနဲ့ဆိုရင်စကားကိုပွင့်လင်းမြင်သာစွာပြောပါပြောတဲ့စကားကိုလည်းတတ်တည်တတ်ကြရရှိရှိနဲ့ဂတိတည်တည်ပြုမှုပြီး နေထိုင်ပေးပါ1389ကလူချင်းချင်းဆက်ဆံရေးတွေမပြေလည်မှုတွေဖြစ်လာတဲ့အခါမျိုးမှာဒီအဆင်မပြေမှုကဘာကြောင့်လဲဆိုတော့အဖြေကိုသိချာချပါအဆင်မပြေမှုရဲ့အဓိကတော့ချက်အဖြေကိုတွေ့တော့မှလူမှုရေးကိစ္စတွေကပြေလည်မြန်ဆန်အောင်မြင်ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့ပညာရေးမှာအကျိုးပေးတာမျိုးအတက်ပညာရေးတိုးတက်တာမျိုးပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတာမျိုး89ဒီနှစ်ထဲမှာတနင်္ဂနွေသားပြီးရနိုင်တယ်ရလာရင်လဲအဲ့ဒီရလာတဲ့ ကောင်းမွန်မှုတွေကအစင်မပြေမှုတွေကိုဖြည့်ရှင်းပြီးတော့မှကျွဲကူးလို့ရေပါရလာတဲ့ကောင်းခြင်းမျိုးတွေဖြစ်ဖို့များတယ်။ဒီ1389မှာအသွားလာကိစ္စအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာငွေကုန်ကြေးကြောင့်များလိမ့်မယ်။တချိန်တစ်ခါလေးနဲ့ပြီးမြောက်ဖို့အောင်မြင်ဖို့ခက်တတ်တယ်။စကားပြောဆိုကိစ္စတွေအောင်မြင်နေတယ်ဆိုတနင်္ဂနွေသားပြီ1389မှာစိတ်ရှိရှိစကားပြောပါ။စကားအတူအပြက်မသုံးပါနဲ့။စကားပြောတွေအောင်မြင်လာပြီဆိုရင်အပေးယူညီနာချင်းဆွေးနွေးချင်းဒီကိစ္စတွေပါအကုန်တွဲပြီးတော့အောင်မြင်လာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်။ အတိုက်ခံဒေါသအပြိုင်ဆိုင်တွေကကိုယ့်ရဲ့အနာဂတ်ရှေ့ရေးကောင်းကျိုးတွေကိုအဓိကထိခိုက်စေတယ်ဒီကတော့1089မှာတနင်္ဂနွေသားမျိုးတွေအပြိုင်ဆိုင်ကိစ္စတွေကိုလုံးဝရှောင်တဲ့နှစ်တနည်းဖြစ်ပါတယ်။ဒေါသထွက်တိုင်းထွက်တိုင်းမှာကိုကောင်းကျင်တဲ့ကိစ္စတွေကပို့ပြီးတော့ကြန့်ကြာနိုင်တယ်ကြာနိုင်တယ်ဆိုတော့တဘာဝရှိတာကိုသတိထားဖို့လိုအပ်တဲ့နှစ်တနည်းဖြစ်ပါတယ်ဗျ။အဲဒီ1089ကတနင်္ဂနွေသားမျိုးတွေအနေရှင်းရှင်းအပျော်ရှင်းရှင်းအတွေးရှင်းရှင်းနဲ့နေထိုင်တဲ့နှစ်တနည်းဖြစ်တယ်ဗျ။အဲဒီနှစ်တည်းမှာတနင်္ဂနွေသားမျိုးတွေကိုယ့်ရဲ့ဘဝကိုရှုပ်စေမဲ့ အရာတွေနဲ့ခက်ကင်းကင်းခဝဝေးနေပေးပါအရေးမပါတာတွေအရေးမကြီးတာတွေကိုဘဝမှာနေရာမပေးပါနဲ့ရှုပ်နေတဲ့အရာတွေကိုကိုယ့်ဘဝတွေကရှင်းထုတ်တတ်ဖို့အရေးကြီးတဲ့နှစ်တည်းနဲ့ဖြစ်တဲ့တဲ့အလုံးများတာဝန်များတဲ့တည်နာသားသမီးတွေကလိုတိုရှင်းနှီးကိုအားပြုဖို့လိုအပ်တယ်1089ဒီနှစ်ထဲမှာတည်နာသားသမီးအတွေးရှင်းရှင်းအမြင်ရှင်းရှင်းနဲ့လောက်ကန်ဆောင်ရွက်မယ်ဆိုရင်လိုအပ်တာမှတ်သမ ्या ကရဖို့ရနိုင်တဲ့အခွင့်အရေးတွေပေါ်ကိုပေါ်လာမယ်နှစ်တည်းနဲ့ဖြစ်တဲ့တဲ့ ။လောကစီးပွားအလုပ်ကိစ္စတွေနဲ့ပတ်သက်ရင်တာဝန်ကြီးကြီးထမ်းပိုးရတတ်တယ်။ကြီးရင်ကြီးသလောက်ခက်ရှင်းရှင်းခက်ပြက်ပြက်လုပ်တတ်ဖို့လိုအပ်တယ်ဗျ။အိုးရင်ပြင်ဆင်ခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအိမ်တော်မှုအထင်းသိမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်ခေါင်းရှုပ်ရစိတ်ရှုပ်ရတာတွေများတတ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ဝေကြီးနဲ့ပတ်သက်ရင်တာမန်နှစ်တွေထပ်ပို့ပြီးဝင်ငွေတွေတိုးတာမျိုးရတာမျိုးတွေကြုံရလိမ့်မယ်။ရလာတဲ့ငွေကြေးတွေကတက်တော့တက်တာရတာမျိုးတွေမဟုတ်နိုင်ဘူး။လူများနဲ့ပတ်သက်တဲ့သူတို့ရဲ့အစင်မပြေမှုတွေကိုအပြေထုတ်နီးလန်းရှာပြီးတော့ရလာတဲ့ငွေကြေးမျိုး အဲ့တော့ခေါင်းရှုပ်ခံစိတ်ရှုပ်ခံပြီးတော့ရလာတဲ့ငွေကြေးမျိုးတွေဖြစ်ပေါ်များတယ်ဗျအဲ့တော့ဒီနှစ်ထဲမှာငွေကြေးနဲ့ပတ်သက်အသုံးဆွဲစီစစ်ပါကြစ်လက်ပါထောက်တော့နဲ့ရှစ်ဆက်နဲ့ခွန်မှာတတိယသားသမီးတွေကစိတ်ရှုပ်စရာရှင်ဆုံးဖြတ်ချက်အမြန်မချပါနဲ့ရှုံနေတဲ့စိတ်နဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ပေါင်းလိုက်တဲ့အခါမှာလိုရာခီးနဲ့ကိုယ်နဲ့ခက်ဝဲဖြစ်သွားလိမ့်မယ်ဗျလူငွေကိစ္စတွေမှာစကားကလည်းရှုပ်ငွေကြေးကိစ္စတွေကအရှုပ်ရှင်များတဲ့လူမျိုးတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဝန်းရံနေတတ်တယ်ဒီလိုလူတွေနဲ့ အတင်းမငင်းနဲ့အမုံပွားလိုက်မယ်။ပညာသားပါပါနဲ့အပြော့အပြုံးနဲ့ရှောင်ထွက်တတ်ဖို့တနေ့နာသားသမီးတွေအရေးကြီးခဲ့ကြ။မိသားစုရဲ့လိုအပ်ချက်တွေကိုအဓိကကိုကဖြည့်ဆည်းပေးနေရတဲ့တနေ့နာသားသမီးတွေဒီနေ့ထက်မှဂတိလွယ်လွယ်မပေးပါနဲ့။ဂတိလွယ်လွယ်ပေးပြီးတဲ့အခါမှာဘဝအပေါ်ကြီးပင်ပန်းလာမျိုးတွေကြုံရတတ်ပါတယ်။ဒီထောင်သော80ခွန်မှာတနေ့နာသားသမီးတွေပညာရေးနဲ့ပတ်သက်အခွင့်အလမ်းတွေအထောက်အထားတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကကြံ့ကြာပြီးမှအောင်မြင်ပါလိမ့်မယ်။အတတ်ပညာနဲ့ပတ်သက်တာအတတ်မှုဝမ်းကြောင်းနဲ့ပတ်သက်တာ ်တင်ယူစီးပုခွင့်နဲ့ပတ်သက်တဲ့အရာတွေကိုပေါ်ရတဲ့အခွင့်အရေးအနေနဲ့လာပြီဆိုရင်မပြင်းမကြီးတင်ယူပါ။ဘာကြောင့်လဲတနင်္လာသားပြီဒီ1989ထဲမှာပညာရက်တွေအာမနေပညာရက်တွေအားကောင်းမယ်ဆိုဘဝကပိုပြီးတက်တောက်တက်တာရှိလာပါလိမ့်မယ်။စကားပြောရင်1989မှာတနင်္လာသားသမီးဝိလက်ကြောင့်မပြောပါနဲ့လူရင်းရောင်ပြောတဲ့အခါမှာအပေးယူညှိနှိုင်းခြင်းဆွေးနွေးခြင်းတွေကပိုပြီးမြန်ဆန်အောင်မြင်လာပါလိမ့်မယ်။တွားရည်လာရေးကိစ္စတွေမှာတနင်္လာသားသမီးတွေကြန့်ကြာနိုင်တယ်။ဆာရက်စာတန်းအထောက်ထားကိစ္စတွေမှာ ဒီ1389ခုနှစ်ကအရေးတကြီးလိုအပ်ချက်တွေညလာတတ်တယ်။စိတ်နဲ့ကိုယ်နဲ့တသားတည်းမကြလောက်အောင်နေထိုင်တဲ့အခါမျိုးတွေမှာမရဆထိခိုက်မှုတွေတနေ့နာသားသမီးတွေဂျုံရတတ်တယ်။ဒေါသကြောင့်ရံပြီးပွားတတ်တယ်။အတ္တကြောင့်ကိုယ်ချစ်ခင်ရတဲ့လူတွေနဲ့ကိုယ်နဲ့ကြမှာဝေးကွာပြီးအထင်မြင်နေလွဲနိုင်တယ်။ဒါကြောင့်1389မှာဒေါသနဲ့အတ္တကိုလည်းအတ္တနိုင်ဆုံးထိမ့်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျ။1389ဒီနှစ်ကအင်္ဂါသားသမီးတွေတိုက် အလဲကောင်တက်တက်မှာရှိနေတဲ့နှစ်တစ်နှစ်အဒီနှစ်ထဲမှာ1989အင်္ဂါသားသမီးဒီနှစ်တစ်နှစ်တာကာလမှာစီးပောင်အတွင်းမှာနေထိုင်ပြီးတော့ကိုယ့်ရဲ့ဘဝကိုအပြောင်းလဲကြီးပြောင်းလဲအောင်ကြိုးစားမယ်နှစ်တစ်နှစ်ဖြစ်တယ်ဗျအထောက်အပံ့89မှာအင်္ဂါသားသမီးတွေကိုယ့်ရဲ့ area ကိုယ့်ရဲ့နေမြေကိုယ့်ရဲ့စကြက်မှာရှင်သန်နေဖို့အရေးကြီးတယ်ဗျကိုနဲ့ထိုက်တန်တဲ့အရာတွေကကိုပြန်ရမယ်နှစ်တစ်နှစ်ဖြစ်တာကြောင့်အကောင်းဆုံးတွေထိုက်တန်ဖို့အတွက်အကောင်းဆုံးသောလုပ်ရည်တွေနဲ့တက်တည်ပြဖို့လိုအပ်တယ်ဗျ ရင်းနှီးမြှုပ်နှံမှုတွေတူလောင်သိမ့်ဆိတ်မှုတွေရေရှည်အကျိုးကိုမျှော်ကိုးပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေကတော်တော်လေးကောင်းလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျလုံခြုံစိတ်ချရတဲ့အာမခံချက်ရှိတဲ့အရာတွေကိုပို့ပြီးအားပြုပြီးလုပ်ကင်တဲ့အခါမျိုးမှာပေါ်ရိုက်အဆင့်ပို့ပြီးမြင့်တက်မဲ့နှစ်တစ်နှစ်ဖြစ်တယ်လုံငန်းစည်းမနဲ့ပတ်သက်ပြီးတော့ဗဟုကျတဲ့သဘာဝကြောင့်အရာရာကကိုယ့်ရဲ့ဆုံးဖြတ်ချက်အောက်ကနေသွာလာနေဖို့အရေးကြီးတယ်အမြင့်ဆုံးလည်းမဟုတ်ဘူးအနေဆုံးလည်းမဟုတ်ဘူးအလဲကျကျစေအပေးယူ နေရာထိုင်ခင်းအသွင်အပြင်အပြင်ဆင်ဒါတွေကိုအဓိကခရူးဆိုင်ပါအလဲအလဲနီးကိုအဓိကတော့ပါလုံငါးစီပါနေပါတဲ့ရင်အားနေချက်တစ်ခုနေနဲ့အင်္ဂါသားသပီးတွေဒီထောင်တော့80ကွန်ပါ။အားမပိုင်မပေးဘူးမရွေဘူးဆိုတော့သဘောလေးတွေကအားနေချက်တစ်ခုနေနဲ့တွေ့ရတယ်ဗျ။ငွေကြေးစုဆောင်မှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစုဆောင်မှုအားတွေကောင်းလာလိမ့်မယ်။ရှိတဲ့ငွေတွေကိုအများပြောနဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါမှာသတိထားပါ။ရင်းနှီးမြှုပ်နှံမှုမမှားဘူးအရေးကြီးပါတ ယင်းနှမြုံနှမှုနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိမိမသိဘူးမိမိမတတ်ဘူးမိမိနားမလည်နေရာတွေမှာယင်းနှမြုံနှမှုမလုပ်သင့်ပါဘူးစွန်စားပြီးတော့လုံးလို့စိတ်ကြီးတဲ့အင်္ဂါသားသမီးသားဆိုဒီနှစ်ထဲမှာစွန်စားမှုတွေလုံးလို့ကောင်းတယ်ကိုနားလည်တွေ့ကြတဲ့အရာတွေပေါ်မှာစွန်စားတဲ့အရာကပို့ပြီးတော့တာပြီးကောင်းနေတယ်ဗျကိုရဲ့စိတ်ပျော်ခြင်းမပျော်ခြင်းဒါကကိုရဲ့ဘဝအနိုင်မြတ်တတ်ကြတဲ့ထက်တူကြနေနေမိတယ်ဗျအဲ့တော့ ကိုယ့်ရဲ့စိတ်ပျော်ရွှင်နေမှသာကိုယ့်ရဲ့ဘဝကပိုပြီးတိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ပျော်ရွှင်မှုတကူကြီးပျော်ရွှင်မှုကိုလည်းအလေးထားဖို့အရေးကြီးတယ်ဗျစိတ်ပင်ပန်းစရာတွေရှိလာပြီဆိုရင်အင်္ဂါသားသတိ1089မှာကောင်းကောင်းကြီးထိန်းချုပ်နိုင်နိုင်မယ်ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ပြင်ဆင်မှုစရိတ်တွေတိုးချဲ့ဝယ်ယူမှုနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်လေးတွေရှိလာနိုင်ပါတယ်လူမှုစဆိုင်ရေးကိစ္စတွေမှာကိုယ့်ရဲ့အတွင်းရေးတွေကိုထိန်းသိမ်းထားတဲ့အပေါ်ယံဆက်ဆံရေးရှိတဲ့သူတွေနဲ့အဆင်မပြေနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ် အတွင်းအနှစ်သာရရှိတဲ့လူမှုဆက်ဆံရေးတွေကဒါရေရှည်မိဘအကျိုးကိုအင်္ဂါသားမှုတွေစီကိုတည်လာလိမ့်မယ်ဗျကိုဘွားအတွက်အရေးကြီးတဲ့အသိပညာအတတ်ပညာတွေတစုတဝေးတဲ့သင်ယူခွင့်ရနိုင်မယ့်နှစ်တစ်နှစ်ဖြစ်တယ်ကိုရဲ့အတတ်အသိပညာတွေကြောင့်ကိုရဲ့ဘဝနောက်တစ်တဆင့်ကိုလည်းတိုးတက်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်နိုင်ငံခြားသွားလာရေးကိစ္စတည်ယူရွှေပြောင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆာဗက်ဆာဒန်တွေကအထောက်အထားခိုင်ခိုင်မာမာဖြစ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တယ်တရားဝင် ဆောင်ရွက်ရတဲ့အပြောင်းလဲအပြောဆိုအပေးယူကိစ္စတွေတာပြီးတော့အောင်မြင်မဲ့နှစ်တနည်းဖြစ်တယ်ဗျဒီနှစ်ကအင်္ဂါသားသမီးတွေခရီးစကားတော်တော်လေးအသက်ဝင်တာကိုလည်းခရီးဆိုင်တယ်မကျေနပ်ချက်တွေဒေါသတွေရှိအင်္ဂါသားသမီးတွေမျိုးသိထားဖို့လိုတယ်ပေါက်ကွဲထွက်ခြင်းကြောင့်ကိုယ့်ရဲ့တိတ်ခါနဲ့ကိုယ့်ပေါ်မှာကောင်းလာနိုင်တဲ့ဖြစ်တည်လာနိုင်တဲ့ကောင်းကျိုးအကျိုးတရားတွေထိခိုက်နိုင်စွဲရှိပါတယ်မကျေနပ်ချက်တွေကိုမျိုးသိထားပါဒေါသတွေကိုမျိုးသိထားပါထောင်သောနဲ့ရှစ်ဆက်နဲ့ခွန်ကဗုဒ္ဓသမီးယာဟူသမီးတွေအတွက်မရဏနှစ်မရဏဆိုတာတင်းမြကြီး ရှင်ရွှေတီအဲ့တော့ဒီ1189မှာဗုဒ္ဓသမီးရာဟုသမီးတွေအပြက်တွေအ ਨੇ ဆုံးနဲ့အကောင်းဆုံးတွေဘလို့ရမလဲဆိုရယ်နီလန်ကိုသိဖို့လိုရယ်ဗျအော်1189မှာဗုဒ္ဓသမီးရာဟုသမီးတွေတစ်ခုကိုရဖို့အတွက်တစ်ခုကိုစွန့်ရတတ်တဲ့ဘာဝရှိတယ်အရာရာကိုဖတ်တွင်နေရင်ကိုယ့်အတွက်အကောင်းဆုံးဆိုတဲ့အရာတွေရဖို့အတွက်ခက်တယ်ဗျအကောင်းမြင်စိတ်ကိုကြီးကြီးထားပါမကောင်းဆိုတဲ့အရာတွေကိုလည်းမကောင်းကြောင်းလက်ခံထားပါအလုံးနဲ့ပတ်သက်ပြီးအဟောင်းကိုစွန့်ပြီးအသစ်တွေရှာခိုင်း လောက်ကံရခြင်းတွေရှိပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးဆောင်ရွက်မှုတွေမှာလူလူချင်းနားလည်မှုအပေးအယူတွေအဓိကအသက်သွေးကြောကြတယ်ဗျသူ့ဘက်ကိုဘက်ချစ်ပြီးလုံလိုက်နေလေစီးပွားရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာပိုပြီးတိုးတက်လေးလေးပဲဖြစ်တယ်မိမိလက်အောက်ငယ်သားတွေရဲ့ตาရေးနာရေးကိုလုံးဝမျက်ွယ်မပြုတ်ပါနဲ့ငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးအဝင်အထွက်တော်တော်များနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ငွေဝင်လန်းတွေပွင့်လာတဲ့လိုမျိုးထွက်လန်းအသက်တွေလည်းပွင့်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ် ွေကြေးသုံးဆွဲမှုနဲ့ပတ်သက်ရင်လိုလိုသုံးတာလားမလိုလိုဘဲနဲ့သုံးတာလားဆိုတော့အမြင်နဲ့ငွေကြေးသုံးဆွဲမှုကိုတည်တည်ကြာကြာစစ်စစ်ဖို့လိုအပ်တယ်။ပုံလူသားမိရောက်သားသမီးတွေထဲမှာမှလွယ်လွယ်ရလို့ငါလွယ်လွယ်လေးသုံးတတ်တဲ့လူမျိုးရှိတယ်ဆိုရင်ဒီနှစ်ထဲမှာလွယ်လွယ်ရလို့လွယ်လွယ်မသုံးပါနဲ့ဂယုဆိုင်ပေးပါစိတ်အင်အားငယ်တက်တဲ့သူတွေစိတ်တက်ကြလွယ်တက်တဲ့ဗဟုသမီးယာဟုသမီးတွေဒီ1980ခုမှာစိတ်ခွန်အားကိုကိုကိုကောင်းအောင်အဓိကကျူးဆိုင်ဖို့လိုအပ်တယ်ဗျ။ အနာဂတ်နဲ့ပတ်သက်ငါ့အတွက်အကောင်းဆုံးတွေဖြစ်လာမှာငါ့အတွက်အကောင်းဆုံးတွေရှိကိုရှိလာမှာဆိုတဲ့ယုံကြည်စိတ်အပြည့်အဝမွေးထားပါနောက်တစ်ချက်ကငါ့အတွက်ငါအပေါ်ရှိတယ်ဒါဆိုငါလုံလောက်ပြီဆိုတဲ့စိတ်လည်းတွန်းထားနိုင်ပုံတော်ကောင်းပါသေးတယ်စက်ပစ္စည်းကိုအားပြုပြီးလုပ်ငန်းစီးပွားလုပ်နေရတဲ့ပုံစံသားယာဟူသားသမီးတွေဒီနှစ်ထဲမှာစက်ပစ္စည်းကိုအသုံးပြုရတဲ့စက်ပစ္စည်းရဲ့ကြန့်ခိုင်မှုကိုအတိကစစ်ဆေးဂရုစိုက်ဖို့လိုအပ်ပါတယ်လူမှုဆက်ဆံရေးမှာတစ်ဖက်သားကအားနေနေချိန်ကြာရှုံးချိန်မှာကိုယ့်ဘက်ကလုံးဝအမျက်မထုတ်လိုက်ပါနဲ့ လူမှန်တယောက်ဖြစ်နေဖို့အရေးကြီးတယ်ဗျလူမှုရေးနယ်ပယ်မှာကိုယ့်ရဲ့ဘဝကတဆင့်ကိုတိုးတက်မဲ့တကားပေါက်တွေပွင့်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဒါကြောင့်ကိုကိုကိုလေးစားမှုရှိသလိုတစ်ဖက်သားကိုလည်းလေးစားမှုရှိတဲ့လူမှုဆက်ဆံရေး area ကိုတိစောက်တက်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ1989မှာနှစ်ခွာနှစ်လန်းသွားနေရတဲ့ကိစ္စတွေရှေ့တိုးနောက်ဆုံးလုပ်နေရတဲ့ကိစ္စတွေများတက်တယ်နောက်တစ်ချက်ကအားပြိုင်ပြီးတော့ဆောင်ရွက်ရတဲ့ပြိုင်ဆိုင်မှုတွေလည်းများတက်တဲ့နှစ်တစ်နှစ်ဖြစ်တယ် ပညာရဲ့နဲ့ပတ်သက်ရင်ကိုယ့်ရဲ့ပညာရဲ့အရေးအသွေးကိုမနှိမ်ပါအောင်ယူဆိုင်ပါနဲနေတဲ့ပညာရဲ့အင်အားတွေရှိနေပြီဆိုရင်အဲ့ဒီပညာရဲ့တွေကိုဖြည့်စွမ်းဖို့အတွက်ကိုမပြင်းမကြီးစူးစမ်းပါလေ့လာပါသင်ယူပါနောက်တစ်ချက်ကဒီနေ့ဒီကာလမှာဆရာကောင်းတွေရလာရင်အဲ့ဆရာကောင်းကိုလေးလေးဆက်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 ပါတပည့်ကောင်းကိုရလာပြီဆိုတော့တပည့်ကောင်းကိုဗုဒ္ဓသားကြီးရောက်သမီးတံပိုးထားပြအောင်ထားပါအကြောင်းအကျိုးမရှိတဲ့ဆုံးဖြတ်ချက်တွေကိုဗုဒ္ဓသားသမီးတွေရာဟုသားသမီးတွေဒီထမောက်80ခုမှာရှောင်ပါစကားပြောရင်အထက်စီးမဆန်ပါနဲ့ဗျာ အမိန်ပေးစေကိုင်းမှုတွေကဒီ1989မှာဗိုလ်လူသားမျိုးရာဟုသားမျိုးတွေယာယီပဲအသုံးဝင်တဲ့ဤတကူဖြစ်ပါတယ်။စကားပြောတဲ့အခါမှာကိုဘက်ကမြန်မြန်နားထောင်ပြီးတော့အရေးပါတဲ့စကားကိုပြက်ပြက်သားသားအဖြေပေးတဲ့ဤကဤနာကျင်ဆွေးနွေးခြင်းအပေးယူလို့ခြင်းတွေမှာတိတိကျကျအောင်မြင်မဲ့အချက်တစ်ချက်ဖြစ်နေတယ်လို့1989ခုမှာကိုယ့်ရဲ့ဒေါသကလေအားငယ်တဲ့သူတွေကိုပျက်စီးစေပြီးတော့အားကြီးတဲ့သူတွေနဲ့ကိုယ်နဲ့ရံပက်ဖြစ်စေနိုင်တဲ့တဘာဝကြီးလွန်းနေပြန်ဒီဒေါသနေရာမှာလေစိတ်ရှည်မှုတိခတ်မှုအချိန်ပေးမှုတွေနဲ့အစားထိုးပါဒါဆိုရင် လူလေးစားခံရပြီးတော့တပေကောင်းမိတ်ဆွေကောင်းတွေတိုးပွားလာမယ်နှစ်တနည်းဖြစ်တယ်။နောက်တစ်ချက်က1989မှာဗိုလ်လူသားမိရောက်သားမိတွေတပေကောင်းမိတ်ဆွေကောင်းတိုးလာပြီးဆိုကိုယ့်ရဲ့ဘဝမှာလောက်ရခံရတာတွေကပိုပြီးလွယ်ကူချောမွေ့လာမယ်နှစ်တနည်းဖြစ်ပါတယ်ဗျ။1989ကဂျာတာပရိသမိတွေအဓိပတိနဲ့အဲ့တော့ဂျာတာပရိသမိတွေ1989မှာအဓိကနဲ့တာမညာကိုခွဲပြီးတော့ကိုယ့်ဘဝအတွက်အဓိကကြတဲ့အရာတွေကိုပဲချိန်ရွယ်ပြီးတော့လုပ်ကင်ဖို့အရေးကြီးတဲ့ချက်တစ်နည်းဖြစ်တယ်ဗျ။ဂျာတာပရိသမိတွေထဲမှာ အရေးပါတဲ့သူတယောက်နောက်တစ်ခုကဥဆောင်သူတယောက်ဖြစ်နေမယ်ဆိုရင်ဒီ1389ထဲမှာကိုယ့်ရဲ့လုံပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေအခမ်းကဏ္ဍပို့ပြီးကြီးစိုးလာလိမ့်မယ်အဲကိုယ့်ရဲ့လုံပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုံးဝလုံးဝမလုပ်တင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျဇာသပိသားသမီးတွေကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တွေအတိအကျအောင်မြင်ပြီးမြောက်ဖို့အားတော်တော်ကောင်းတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုတော့လုံးဝလမ်းမချော်အောင်ဂရုစိုက်ပါဒီလိုဂရုစိုက်နေတဲ့ကာလာတဲမှာဘာလို့ပဲလှုပ်လှုပ်မြစ်တာတရားကြီးမားတဲ့အခါမှာလူချင်းနှစ်ချက် ကြံတိုင်းအောင်ဆောင်းတိုင်းမြောက်တဲ့အနေအထားတွေပါရလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျလုပ်ငန်းနဲ့ပတ်သက်လာရင် အတွေ့အကြုံရအတတ်ပညာရအားကောင်းတဲ့သူတွေကလုပ်ငန်းကြံစီမှုတွေမှာပို့ပို့ပြီးထင်ထားတဲ့အထက်ကိုအောင်မြင်မှုတွေရနိုင်တယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကထို့သဖြင့်လက်ထပ်ဖို့ကြံစီနေတဲ့လူတွေကဒီ1389တဲမှာကိုယ့်ရဲ့လုပ်ငန်းစီးပွားကိစ္စတွေအောင်မြင်ပြီးတဲ့အခါမှာလက်ထပ်ဖို့ကိစ္စတွေရေကန်အသင့်ကြတဲ့ဖြစ်လာနိုင်တယ်ဗျခေါင်းဆောင်မှုတောင်းဝင်ခံမှု တာဝန်ယူမှုကိစ္စတွေတော်တော်လေးကိုများလာနိုင်တယ်။ကြံ့ကြာနေတဲ့လုပ်ငန်းစည်းဝါးကိစ္စတွေကအကြံစည်းကောင်းအစီအစဉ်ရေးဆွဲမှုကောင်းကျိုးတွေကြောင့်မျှော်လင့်ထားသလိုမျိုးမြင်မြန်ဆက်ဆက်အောင်မြင်နိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်ရင်အမြင်သဘောတွေပြောင်းလဲလာနိုင်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ငွေဝင်နီးလန်းကောင်းငွေဝင်နီးလန်းအသက်တွေကိုလည်းရှာဖွေတွေ့ရှိမဲ့နှစ်တစ်နှစ်ဖြစ်တယ်။ငွေကြေးအပြတ်သဘောတွေကိုမြင်မြန်ဆက်ဆက်ထိန်းချုပ်နိုင်မဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်ဗျ။ နောက်တစ်ချက်ကငွေကိုပေးပြီးတော့ကိုယ့်ရဲ့ဘဝတိုးတက်ပြောင်းလဲမဲ့အလဲလဲအလဲထက်ကိစ္စတွေလည်းရှိလာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။ကိုယ့်ဘဝအတွက်ကိုမဖြစ်မနေလိုအပ်တဲ့စက်ပစ္စည်းတွေကိုလည်းစုဆောင်းနိုင်မဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်။စောင့်ဆိုင်းနေရတဲ့ကိစ္စ၊ကြံ့ကြာနေရတဲ့ကိစ္စတွေကိုအုပ်ချုပ်သူအကြီးအကဲမိဘဦးလေးဦးကြီးတွေရဲ့အကူအညီနဲ့ပြန်လည်မြန်ဆန်လာနိုင်တဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်ဗျ။စိတ်မြက်လက်မြက်လှုပ်တတ်တဲ့ဇာတာပရိသတ်တွေဒီနေ့ထဲမှာစိတ်မြက်လက်မြက်လှုပ်တတ်တဲ့အချင်းကိုဖဲထုတ်ပလိုက်ပါ။ဒီနှစ်ကဇာတာပရိသတ်တွေအစီအစဉ်နဲ့စနစ်တကျ ကောင်းကျိုးရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေလို့ပါနောက်တစ်ချက်ကလူမှုရေးနဲ့ပတ်သက်လာရင်အကြီးအကဲမိဘဆရာသမားတွေနဲ့အဆင်ပြေအောင်အဓိကနေဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်တယ်မိသားစုဆွေမျိုးတွေကြားထဲမှာကိုယ့်ရဲ့အရေးပါမှုဘလောက်ရှိလဲမရှိလဲဆိုတဲ့အမြင်ပေါ်မူတည်ပြီးတော့တချို့သောကိစ္စတွေကိုဝင်ရောက်ပြောဆိုပါတချို့သောကိစ္စတွေကိုရှောင်ထွက်ပါတပတ်လက်သားကောင်းရကြတဲ့ဂျာသာပရိသတ်မြေ1989တဲမှာပေးကမ်းခြင်းနဲ့တိစောက်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျအပေးယူနဲ့ပတ်သက်တဲ့ကိစ္စတွေကိုစာချုပ်စာနဲ့အခိုင်အမာပြုလုပ်ပါဗျ စကားနဲ့ပတ်သက်ရင်တီတီတန်တန်ပြောပါစနောက်လှောင်ပြောင်ခြင်းကိုအဓိကရှောင်ပါဒီနေရာမှာလှောင်ပြောင်ခြင်းကအဓိကအရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်နေတယ်ဗျနိုင်ငံခြားခီးကိစ္စတွေအောင်မြင်တာမျိုးအပြောင်းလဲအလဲထက်ကိစ္စတွေအောင်မြင်တာမျိုး1389မှာဂျာသားရေးသားမိတွေတော်တော်လေးကိုအကျိုးပေးအားကောင်းပါတယ်ကိုကနေရာတစ်ခုမှာအရေးပါနေတယ်အဲ့နေရာမှာကိုကပို့ပြီးတော့အရေးပါနေတယ်ဆိုရင်အတ္တမကြီးပါနဲ့တကူကောင်းမဆန်ပါနဲ့ဒေါသထွက်စရာတွေကို ခက်ပြုံးပြုံးလေးတုံ့ပြန်တတ်ဖို့အရေးကြီးတယ်ကို့လာပြီးလွှမ်းမိုးဖို့ကြိုးစားတဲ့သူတွေကိုလည်းခက်ပြုံးပြုံးလေးနဲ့ငါကမင်းထင်သလောက်လွှမ်းမိုးဖို့မလွယ်ဘူးငါကမင်းထင်သလောက်မကျင်းမြောင်းဆိုတဲ့အမြင်နဲ့ပြန်ပြီးတုံ့ပြန်တတ်ဖို့လိုအပ်ပါတယ်အဲ့လိုတုံ့ပြန်တိုင်းမှာလည်းဂျာသာပရိသတ်တွေခက်ပြုံးပြုံးလေးတုံ့ပြန်တတ်ဖို့အရေးကြီးတယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျာထောင်တော့89မှာတောက်ကြသားသမီးတွေယာစာနှစ်ယာစာနှစ်ဖြစ်ပြီးတောက်ကြသားသမီးတွေ ိုယ့်ရဲ့အရေးပါတဲ့နေရာမှာရှင်သန်ပြီးတော့ကိုယ်ကျွမ်းကျင်တဲ့အရာတွေကိုပဲအားပြုပြီးလောက်ကင်တက်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ကိုပြောချင်တယ်။ထောင်သော၈၀ခွန်မှာကြောက်ရင်လွဲရင်းရင်မင်းဖြစ်သဘောရှိတယ်။ဒီစကားကမယူရဲ့ဆန်ပြီးတော့မြကန်းတစီမကြောက်လောက်ပါလို့ကျွန်တော်ပြောတာမဟုတ်ဘူးဗျ။အတွေးနဲ့နဲ့နဲ့လှုပ်ရှားရှိတာကိုမြန်မြန်လှုပ်ဖို့ပြောချင်တာဗျ။ဒီနှစ်ထဲမှာတောက်ကြသားသမီးတွေတည်တည်တတ်တတ်နေထိုင်ပါပြင်ဆင်ပါအချိန်ကိုလေးစားပါလှုပ်ရှားရှိတာမပြင်းဘဲနဲ့စူးစမ်းပြီးလောက်ကင်ပါဗျ။ဒါဆိုရင်ဘဝကပိုပြီး အောင်မြင်လာလိမ့်မယ်ဥဆောင်မှုပိုင်းနဲ့အရေးပါမှုအခန်းကဏ္ဍတွေမှာပို့ပြီးတော့တိုးတက်လာလိမ့်မယ်လုပ်ငန်းဆောင်ရာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာဝန်အသက်တွေတိုးလာတာမျိုးလုံထုံးလုံကြီးတွေအပြောင်းလဲတွေကိုလိုက်ပါပြီးဆောင်ရွက်ရတာမျိုးတွေဖြစ်လာနိုင်တယ်ဒီအပြောင်းလဲတွေနဲ့အသားကျပြီးရနောက်မှာယာတိုးတိုးတာမျိုးအခွင့်အလမ်းအသက်တွေလမ်းပွင့်တာမျိုးတွေရနိုင်တယ်ဗျလုပ်ငန်းဆောင်တော်ဘိုင်းမှာကိုကိုတိုင်းဦးစီးလောက်ကင်နိုင်လေးလေးအကျိုးမြတ်ပိုကြီးလေးလေးတဘာဝရှိတယ်ဗျလောက်ကင်ရတာတွေ ကြံ့ကြာတာမျိုးခက်ခဲတာမျိုးတွေရှိလာပြီဆိုရင်နီလန်ပြောင်းပြီးတော့လောက်ကန်ဆောင်ရွက်ပါပုံသင်နည်းနဲ့ထပ်တလဲလဲမကြိုးစားပါနဲ့ခေါင်းမမာပါနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစင်းစရာအတိအကျနိုင်နေမှုလို့ရတယ်စင်းစရာနိုင်နေငွေကြေးအရှုပ်ရှင်းကိစ္စတွေဖြည့်ရှင်းပြီးသားဖြစ်နေမယ်ဗျငွေနဲ့ပတ်သက်ပြီးတော့လက်ရှိနဲ့အနာဂတ်အဲ့ကာလနှစ်ခုကိုနှိုင်းစပြီးတော့တွက်ချက်လောက်ကန်တက်လေလေငွေကြေးကိစ္စတွေမှာပိုကောင်းနေလေနှစ်တက်နေလေဖြစ်နေတယ်ဗျ ောက်ကြသားသမီးတွေကဒီ1380ခွန်မှာငွေကြေးကိစ္စတွေအချိန်တော်တော်များများကအဆင်ပြေချုံးမွေနေလိမ့်မယ်လို့ကျွန်တော်ယူဆထားတယ်ဗျ။လက်ထဲမှာငွေစုငွေဝေးရှိလာပြီဆိုတော့တောက်ကြသားသမီးတွေခြေစောလက်စောလုံးဝသွားမလုပ်ပါနဲ့။ငွေလန်းခင်းပြီးတော့ဘဝအဆင်မြင့်တင်ရမယ့်ကိစ္စတွေများတဲ့နှစ်တစ်နှစ်လည်းဖြစ်နေတယ်ဗျ။စိတ်ဆုံးဖြစ်ချက်နဲ့ပတ်သက်ရင်1980ခုမှာတောက်ကြသားသမီးတွေတော်တော်လေးအရေးပါလွန်တယ်။အထူးသဖြင့်ကိုယ့်ရဲ့အထက်မှာရှိနေတဲ့သူတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာစိတ်ဆုံးဖြတ်ချက်တွေကိုလုံးဝမမြင်ပါနဲ့ အချင်းကုံမခံနိုင်တဲ့တောက်ကြသားသမီးတွေဒီ1389မှာစောက်ဆိုင်ရခြင်းဆိုတဲ့ကိစ္စအနေနဲ့ခက်ဝဲဝဲနေကျင်တယ်ဆိုရင်သူများထက်ပိုပြီးတော့ဝရိယကိုဥအောင်အားထုတ်ဖို့လိုအပ်ပါတယ်1389မှာလူမွေးကိစ္စတွေမှာလူကြီးလူကောင်းစံလေးလေးကို့အတွက်မိကောင်းစေကောင်းပူတိုးနိုင်လေးလေးကို့ဘက်ကလူချင်းဝင်းနဲ့ညီတဲ့အခါမှာလူမှုရေးအရာမိကောင်းစေကောင်းတွေတိုးပြီးတော့စီးပွားရေးငွေကြေးဘဝအဆင့်မြင့်တက်ရေးတွေမှာလည်းပိုပြီးကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်တယ်ကြ။ဂတိမတိတဲ့သူတွေစကားရှုပ်တဲ့သူတွေ ကိုတက်ဖတ်တဲ့အကျိုးကိုကြည့်ပြီးလှုပ်ရှားလောက်ကင်တက်တဲ့သူတွေလည်းတော်တော်များများနဲ့ကြုံတွေ့ရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဒီလူတွေနဲ့တောက်ကြသားမျိုးတွေကြုံလာပြီဆိုရင်ရှောင်ထွက်တတ်ဖို့လည်းအရေးကြီးတယ်ကိုတက်တဲ့ပညာကိုရဲ့အတွေ့အကြုံတွေကိုတန်ဖိုးထားတဲ့သူတွေနဲ့မိတ်ဆွေဖွဲ့ပါလောက်ကင်ဆောင်ရွက်ပါတက်သည့်ပညာမနေတာဆိုပြီးနဲ့ကိုရဲ့ပညာကိုတန်ဖိုးမထားတဲ့သူတွေနဲ့တွေ့တဲ့အခါမှာအဲ့ဒီကိစ္စတွေကိုဝင်မပါပါနဲ့ နိုင်ငံခြားသွားလာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာသက်ဆိုင်ရာအဖွဲ့အစည်းတွေထံကိုအတိအကျရှင်းလင်းတင်ပြတတ်ဖို့အရေးကြီးပါတယ်။ဒီနေ့ထက်မှစကားပြောတဲ့အခါမှာအရေးကြီးရင်ကြီးသလိုစကားကိုတည်တည်ငြိမ်ငြိမ်ပြောဆိုတတ်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဗျ။၁၃၈၇ကစနေသားသမီးတွေအထွန်းသဘောဆောင်တဲ့နှစ်။အထွန်းသဘောဆောင်တဲ့နှစ်မှာ၁၃၈၇စနေသားသမီးတွေဘာပဲလုပ်လို့အကောင်းဆုံးလုပ်ပါ။ဘာဘယ်တော့တော့အကောင်းဆုံးတွေကိုပဲတုံးပါ။ အကောင်းဆုံးနေဖြစ်ကိုဖြစ်လာမယ်ဆိုတဲ့အတွေးနဲ့ဒီတစ်နှစ်တာကာလကိုရှင်းတယ်ပါ။အထောင်သား80ခွန်ပါစနေသားသမီးတွေဘောအောင်ရှုပ်ရှုပ်ထွထွမနေသင်ဘူးဗျ။အတွေးရှုပ်ရှုပ်စိတ်ရှုပ်ရှုပ်လူရှုပ်ရှုပ်ဒီလိုအနေထားတွေကိုပေါင်ဝဲချက်မှာရှိလာပြီဆိုဂယုစိုက်တင်တယ်ဗျ။နောက်တစ်ချက်ကလုံရင်းကိုမရောက်ပဲကြန့်ကြာနေတဲ့အရာတွေကိုပြန်လဲသုံးသပ်ပါ။အဲ့ဒီကိစ္စတွေကိုအပြောင်းလဲလုပ်ကြည့်ပါ။အဲ့အပြောင်းလဲလုံးလုံးမှမထူးဆိုရင်ရက်တင်ရက်လိုက်ပါ။ဘာကြောင့်လဲဆိုတော့အထွန်းသဘောအရာဖြစ်ထွန်းခြင်းကိုကိုစားပြုတဲ့နှစ်မှာ ကိုယ့်အတွက်ထူးမလာတဲ့ကိစ္စတွေဆိုရက်တင်ရက်ဖို့လိုအပ်တဲ့နှစ်တစ်နှစ်ဖြစ်နေတယ်ဗျ။လုံငန်းပိုင်းဆိုင်ရာမှာအတွင်းရေးအရှုပ်ထွေးတွေဈေးအတက်ကြတွေယာတိရုအပြောင်းလဲတွေဒီအချက်တွေကိုကိုယ့်ဘက်ကပြင်ဆင်ပြောင်းလဲပြီးတော့ကာကွယ်ထိန်းချုပ်နိုင်မယ်ဆိုရင်အထွန်းသဘောအားပိုကောင်းတဲ့အခါမျိုးမှာစီးပွားလုပ်ငန်းတွေပိုပြီးတော့တိုးတက်လာမယ်နှစ်တစ်နှစ်ဖြစ်နေကြ။အလုံးနဲ့ပတ်သက်ရင်ရှင်းရှင်းလင်းလင်းမတိရမမြင်ရတာတွေဆိုလက်ဆောင်ပါ။နောက်တစ်ချက်ကကိုမတိတာမတက်တာတွေကိုစွန့်စားပြီးမလုပ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်လည်းဖြစ်တယ်။ အလုံးနဲ့ပတ်သက်လာရင်လိလသုံးသက်ခြင်းဒီအချက်ကအရင်ရေးကြည့်တယ်ကိုယ့်ရဲ့ဘဝရဲ့ဖြစ်ထွန်းခြင်းအောင်မြင်ခြင်းတွေကလိလသုံးသက်ခြင်းတွေကလည်းအကျိုးမြတ်ကိုရမယ်နှစ်တည်းဖြစ်နေတယ်ဗျငွေကြေးနဲ့ပတ်သက်တဲ့အပေးယူတိုင်းမှာတက်သေးတက်ကြရခိုင်ခိုင်မာမာလှုပ်ဆောင်ထားပါငွေကြေးနဲ့ပတ်သက်ရင်အဝင်တွေများမယ်နှစ်တည်းဖြစ်တယ်အလုံးရှုပ်ခံခေါင်းရှုပ်ခံပြီးရလာမယ့်ငွေကြေးတွေလည်းဖြစ်ဖို့များနေတယ်ဗျနောက်တစ်ချက်ကအဲ့ဒီရလာတဲ့ငွေကြေးတွေကလည်းအကျိုးမြတ်ခိုင်မာမယ်တည်ချမယ်တည်မြဲမယ် လွန်ခဲ့တဲ့ဘော အရာငွေချေးရင်းနှီးမြှုပ်နှံမှုအသက်တွေလည်းပေါ်ထွက်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ဗျ။စောင့်ဆိုင်နေရတဲ့အရာတွေသို့သဖြင့်စနေသားသမီးတွေမှာစောင့်ဆိုင်ရမှုတွေကြားနေတဲ့ကိစ္စတွေရှိနေတယ်ဆိုအဲစောင့်ဆိုင်ရတဲ့ကိစ္စတွေအများဆုံးပြေလည်လာနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်။အချိန်ပေးလောက်ကင်ထားတဲ့ကိစ္စတွေမှာအထူးအကျိုးမြတ်ခိုင်မာလိမ့်မယ်။စိတ်ရှုပ်စရာကိစ္စတွေကိုအကောင်းဆုံးကင်တွယ်ထုံးရှုံနိုင်ပြီးတော့အဲစိတ်ရှုပ်စရာကိစ္စတွေကနေပဲပြန်ပြီးအကျိုးမြတ်ကိုပါရအောင်ညှိယူနိုင်မယ်နှစ်တစ်နှစ်ဖြစ်နေကြတယ်။ စနေသားသမီးတွေလူမှုရေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ကောင်းကျိုးကိုတည်ပိုးပေးမဲ့မိတ်ဆွေကောင်းတွေရရှိမယ်ကို့အကြံကောင်းတွေပေးနိုင်တဲ့မိတ်ဆွေကို့ပညာကောင်းတွေပေးနိုင်မဲ့ဆရာသမားတွေရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်လူမှုရေးအရာစနေသားသမီးတွေကို့ပေါ်မှာကျေးဇူးတရားရှိပြီဆိုရင်အဲ့ကျေးဇူးကိုနှောက်နဲ့ပဲမတုတ်ပြန်ပါနဲ့အတိမတ်ပြုတ်ပြုတ်တုတ်ပြန်တတ်ဖို့အရေးကြီးတဲ့နှစ်တစ်နှစ်ဖြစ်တယ် ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်လေးကောင်းနိုင်တဲ့နှစ်တစ်နှစ်ဖြစ်တယ်ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေရတာမျိုးကိုစူးစမ်းခဲ့တဲ့အရာတွေရဲ့အသီးအပွင့်ကိုကိုပြန်ခန်းစားရမျိုးတွေရနိုင်တဲ့နှစ်တစ်နှစ်ဖြစ်နေတယ်လေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအကျိုးပေးလိမ့်မယ်အဆက်သွယ်ကောင်းတွေချက်ထွင်နိုင်မယ်နှစ်တစ်နှစ်ဖြစ်တယ်စနေသားမိတွေမှာစကားအပြောဆိုတော်တော်လေးကောင်းတဲ့စနေသားမိသားဆိုရင်ကိုယ့်ရဲ့အပြောစွမ်းရည်ကြောင့်ခက်နေတာတွေကလွယ်လာမယ်နှစ်တစ်နှစ်ဖြစ်တယ်လေစိတ်တို့ကြရရှင်စိတ်တို့လာနဲ့ စိတ်တို့တိုင်းအပြေမရဘူးဆိုတဲ့အတွေးကို တွေးထားတတ်ဖို့လိုအပ်တယ်။ဒီနှစ်ကစနေသားမီတွေစိတ်ရှုပ်နေတဲ့အချိန်ခေါင်းရှုပ်နေတဲ့အချိန်မှာ ကံကအညံ့ဘက်ကိုပါပါသွားတယ်။အားကြောင့်ခေါင်းကြည့်ကြည့်စိတ်ကြည့်ကြည့်နဲ့အရာအလုံးကိုအကျိုးမြတ်ကိုမြင်မြင်လှုပ်တတ်ဖို့အရေးကြီးတဲ့နှစ်တစ်နေဖြစ်ပါတယ်ဗျ။